ယသခင်ဂျေဇုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှမသက်ခရဝင်ခန်းကြီးငါအပိုင်ငယ်20ခွေပိုင်းသင်တို့ကျင့်သောအကျင့်သည်ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက်မလွန်မသာလင်သင်တို့သည်ကောင်းကင်နိုင်ငံတော်သို့မဝင်ရကြဟုငါအမှန်ဆို၏ကျွန်တော်ဒီနှုတ်ကပတ်တော်မှာသခင်ရှုကပြောလဲဆိုရင်တော့ သင်တို့ကျင့်သောအကျင့်သည်တဲ့ကျွန်တော်တို့ကျင့်သောအကျင့်အားတဲ့ဖာရီရှဲတွေနဲ့ချန်ပီယံဆီယာတွေရဲ့အကျင့်ထက်မလွန်မသာဘူးဆိုရင်တဲ့ကောင်းဝင်နိုင်ငံကိုမဝင်ရဘူးလို့သခင်ရှုကဖော်ပြပါတယ်။ဟာဒီနုကဘတော်ကိုကြည့်တဲ့အခါမှာဒါကဘလို့လို့ဖြစ်နိုင်ပါလဲ။ဖာရီရှဲတွေချန်ပီယံဆီယာတွေဆိုတော့ကအင်မတန်မှပြည့်ညက်တရားတွေကိုကျင့်ဆောင်နိုင်တဲ့သူတွေဖြစ်တယ်။သူတို့ဘွားတွေထက်သူကပိုပြီးတော့ကျင့်နိုင်လို့ဖာရီရှဲဖြစ်တာဖြစ်တယ်။သူတို့ဘွားတွေထက်ပိုပြီးတော့ကျင့်နိုင်လို့ချန်ပီယံဆီယာတွေဖြစ်တာဖြစ်တယ်။ တို့ချင်းသောအချင်းထက်ကျွန်တော်တို့ကမသာဘူးဆိုရင်ねကောင်းဝင်နိုင်ငံမဝင်ရဘူးလို့တခင်ရှုပြောတာကဟာဘယ်လိုလုပ်ဖြစ်မှာလဲကျွန်တော်တို့ကဘယ်လိုလုပ်ကောင်းဝင်နိုင်ငံရောက်တော့မှာလဲဒီမှာတခင်ရှုကဘာကိုပြောချင်တာလဲပါရီရှဲတွေချန်ပီယံဆရာတွေကကျန်းစာတွေကိုအလွတ်ရတယ်ပြည်ညတရားတွေကိုလိုက်လျှောက်တယ်တပတ်မှာနှစ်ရက်အစာရှောင်းတယ်ဥပုံတွေမှာဘာအလုံးမမလုပ်ဘူးဒီလောက်ချင်းနိုင်တဲ့သူတွေထက်တာလုံးမကောင်းဝင်နိုင်ငံရောက်ရမယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုလုပ်ရောက်တော့မလဲ သခင်ရှုပြောခြင်းနဲ့ဖာရီရှဲတွေကြံပြူစရာတဲ့တာလုံတဲ့အကျင့်ကဘာလဲဖာရီရှဲတွေကြံပြူစရာတွေတောင်မှဖယားသခင်အလိုတော်နဲ့ညီတော်အကျင့်ကိုသူတို့မကျင့်နိုင်ပါဘူးပြညတ်တရားတွေဥပဒေသားတွေကို လိုက်လျှောက်နေရင်းနဲ့ပဲဖယားသခင်နဲ့ဝေးနေတယ်ဖယားသခင်စီကိုညွန်ပြတဲ့ပြညတ်တရားတွေကိုလိုက်လျှောက်ရင်းနဲ့ပဲသူတို့ကဖယားစီကိုမရောက်တော့ဘူးအဲ့ဒီပြညတ်တရားမှာပဲသူတို့ကအလုရှုံနေတယ်အဲ့ဒီအကျင့်နေတဲ့မှာပဲသူတို့ကကျင့်လဲနေတယ် ဖျားစီကိုသူတို့မတော်ဘူး။ဒါကြောင့်မို့ဒီဖာရီရှဲတွေချမ်ပီယံရှာတွေကျင့်တော့ကျင့်နေတာပဲ။ဒါပေမဲ့ကောင်းနိုင်ငံကိုမဝင်စားနိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့အကျင့်ကမပြည့်စုံလို့ဖြစ်တယ်။ကျွန်တော်တို့ကသူတို့ထက်ပိုပြီးတော့ကျင့်နိုင်မှကောင်းဝင်နိုင်ငံရောက်မယ်ဆိုရင်တော့ကျွန်တော်တို့လည်းရောက်မှာမဟုတ်တော့ဘူး။ဒါကသခင်ရှုကဘာကိုပြောချင်တာလဲ။ကျွန်တော်တို့ရဲ့အကျင့်အားဖြင့်ကောင်းဝင်နိုင်ငံမရောက်နိုင်ဘူးလို့သခင်ရှုကဆိုလိုနေခြင်းပဲဖြစ်ပါတယ်။ဖာရီရှဲတွေချမ်ပီယံရှာတို့ရဲ့အကျင့်ထက် သာလွန်နဲ့ဖရာသခင်အလိုတော်တိုင်းကျင့်ဆောင်နိုင်တဲ့သူကတော့ယေရှုခရစ်တော်ဖရာတပါးတည်းပဲဖြစ်တယ်။အဲ့ဒီသခင်ယေရှုခရစ်တော်ဖရာကပြည့်ညတ်တွေကိုစုံလင်စေတဲ့ဖရာရှင်ဖြစ်ပါတယ်။ကျွန်တော်ယောမောအော်ရဆာခန်းကြီး30အပိုင်ငယ်၄မှာဘာလို့ဖော်ပြလဲဆိုရင်တော့ယုံကြည်သောသူအပေါင်းတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းပြည့်ညတ်တရားသည်ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိ၏။ကျွန်တော်တို့သခင်ယေရှုခရစ်တော်ဖရာကိုယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့ကဘယ်ကိုရောက်လဲဆိုရင်တော့ ဖြောင်းမွေရာသို့ရောက်တယ်ဖြောင်းမွေရာသို့ရောက်တယ်ဆိုတာကအပြစ်ကင်းသွားတယ်ဆိုတာကိုဆိုလိုခြင်းဖြစ်ပါတယ်အပြစ်ကင်းတယ်ဆိုတာကအပြစ်တစ်စက်မှမရှိတော့ဘူးအပြစ်တစ်စက်မှမရှိမှသာလေကျွန်တော်ကကောင်းဝင်နိုင်ငံကို ဝင်စားမှာဖြစ်ပါတယ်အပြစ်ရှိတဲ့သူကတော့အပင်ငယ်ကိုတွားရမှာဖြစ်တယ်ဒါကြောင့်မို့သခင်ရှုခတော်ဖျားကိုယုံကြည်ခြင်းအဖြစ်သာလေကျွန်တော်ကဖြောင်းမွေရာသို့ရောက်တယ်အပြစ်ကင်းသွားတယ်ကောင်းဝင်နိုင်ငံကိုဝင်စားခွင့်ရှိသွားတယ် အဲ့ဒီဖြောင်းမရသူရောက်ဖို့ရန်တော်တဲ့ပြည့်ညက်တရားသည်ခရစ်တော်အဖင်စုံလင်ခြင်းရှိတယ်လို့ဖော်ပြပါတယ်။ယေရှုခရစ်တော်ဖခင်ကပြည့်ညက်တရားအလုံးကိုစုံလင်အောင်ကျင့်နိုင်တဲ့သူဖြစ်တယ်။သခင်ယေရှုခရစ်တော်အဖင်သာလေကျွန်တော်ကဖာရိရှဲတွေကျမ်းပြူဆရာတို့ရဲ့အကျင့်ထက်တာလွန်သွားခြင်းဖြစ်ပါတယ်။ဖာရိရှဲတွေကျမ်းပြူဆရာတွေကပြည့်ညက်တရားကိုတော့လိုက်လျှောက်ပါတယ်။ဒါပေမဲ့သူတို့ကမစုံလင်နိုင်ဘူး။ဖခင်သခင်အလိုတော်လမ်းကိုသူတို့ကမလိုက်နိုင်ဘူး။ ပညာတရားအားဖြင့်ဖြောင်းမွက်ရသူလိုက်တော်ညာလေဖြောင်းမွက်ခြင်းကိုမမီနိုင်ဘူးဖြစ်နေတယ်။ကိုယ့်ရဲ့အကျင့်အားဖြင့်လိုက်တဲ့အခါမှာဖယားသခင်သတ်မှတ်တဲ့ဖြောင်းမွက်ခြင်းစံတော်အပြစ်ကင်းတယ်ဆိုတဲ့အရာကိုသူတို့ဘလို့မှမမီနိုင်ဘူး။အပြစ်ကင်းအောင်လူကမလုံနိုင်ပါဘူး။သခင်ရှုပဲလုံပွေးနိုင်တယ်။ဒါကြောင့်မို့ဖာရီရှဲတွေကျမ်းပြူဆရာတွေရဲ့အကျင့်ထက်တာလုံပြီးတော့သခင်ရှုကပြည့်ညတ်တရားတွေကိုလိုက်လျှောက်ပြီးတော့လူသားအလုံးမလုံမြောက်နိုင်တဲ့အပြစ်တရားအခသေခြင်းကိုကိုစားလက်ဝါးကတိုင်းမှာ ခံယူပြီးတဲ့အခါမှာကျွန်တော်အပြစ်တွေကိုဖယ်ရှားပေးခဲ့တယ်။သခင်ယေရှုကိုယုံကြည်ခြင်းအပြင်ကျွန်တော်ကအပြစ်ကနေကင်းစင်သွားတယ်။သခင်ယေရှုကသုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့အပြစ်ရဲ့တကိုးကိုအောင်မြင်သွားတယ်။အပြစ်တရားရဲ့အခါသေခြင်းဆိုတဲ့အရာကိုအောင်မြင်ပြီးတော့သေခြင်းသည် သူ့အတွက်အောင်မြင်ခြင်းဖြစ်သွားတယ်။ဒါကြောင့်မို့သခင်ယေရှုကိုယုံကြည်ခြင်းအပြင် သေခြင်းတရားကကျွန်တော်တို့အတွက်ကြာရှုံးခြင်းမဟုတ်ဘဲနဲ့အောင်မြင်ခြင်းဖြစ်သွားတယ် ။အခင်ရှုယုံကြည်ခြင်းအပြင်အပြစ်တရားရဲ့အခါသိခြင်းကိုအောင်မြင်ပြီးတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားရဖို့အခွင့်အရေးရှိနေပါလေ။ဒါကြောင့်မို့ခြေသောညောက်စီတိုင်းပြည့်ညတ်တရားကိုဘယ်သူမှစုံလင်အောင်မကျင့်နိုင်ဘူး။ဖာရိရှဲတွေကျမ်းပြူဆရာတွေကပြည့်ညတ်တရားကိုလိုက်လျှောက်တော်ညာလေ။သူတို့ကြင့်ကြံတော်ညာလေ။ဖရာသခင်အလိုတော်လမ်းနဲ့လွဲနေတယ်။သူတို့ရဲ့နှလုံးသားထဲမှာမနာလိုခြင်းတွေ၊ညူဆူခြင်းတွေ၊မတရားမှုတွေကပြည့်နှက်နေတယ်။သူတို့ရဲ့မနှောထဲမှာအတွင်းနှလုံးသားထဲမှာမကောင်းတဲ့ရာတွေကညှဉ်းညူးနေတယ်။ ဒါကြောင့်မို့ဘလို့မှာဖရာသခင်အလိုတော်ရှိတဲ့ရာကိုသူတို့ကမလုဆောင်နိုင်ပါဘူး။သခင်ရှုခွတ်တော်ဖရာတပါးဒီသာလဲပြည့်ညတ်တရားကိုစုံလင်စေတဲ့ဖရာဖြစ်တယ်။ဒါကြောင့်မို့ပြည့်ညတ်တရားကိုစုံလင်စေတဲ့သခင်ရှုခွတ်တော်ဖရာကိုယုံကြည်ခြင်းအပြင်ကျွန်တော်ကဖြောက်မှန်ရသူရောက်နိုင်တယ်။အပြစ်ကင်းစင်သွားတယ်။ဖာရိရှဲတွေချမ်းပြူဆရာတို့ရဲ့အကျင့်ထက်တာလွန်သွားတယ်။ဒါကြောင့်မို့ကျွန်တော်ကကောင်းဝင်နိုင်ငံဝင်ရဖို့အတွက်အခွင့်အရေးရှိသွားပါတယ်။ခြေတော်ညောင်စီတိုင်းသခင်ရှုပြောတဲ့ချမ်းပြူဆရာဖာရိရှဲတို့ရဲ့အကျင့်ထက် မလုံမသားလင်ကောင်းကင်နိုင်ငံမဝင်ရဘူးဆိုတာကပြည့်ညက်တရားကိုပြည့်စုံစေတဲ့သခင်ရှုခွတ်တော်ကိုမယုံကြည်ရင်ကောင်းကင်နိုင်ငံမဝင်ရဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကောင်းကင်နိုင်ငံဝင်ဖို့နှီးလန်းကတော့တလန်းမရှိတယ်။သခင်ရှုခွတ်တော်ဖျားကိုယုံကြည်ခြင်းနှီးလန်းမဖြစ်တယ်။လူကမိမိဘာသာကြိုးစားပြီးတော့ပြည့်ညက်တရားရဲ့အကျင့်အာဖြင့်ဖြောင့်မတ်အောင်အပြစ်ကင်းစင်အောင်မလုပ်နိုင်ပါဘူး။လောကကတိုင်းမှာကျွန်တော်အပြစ်တွေကိုစားအသိခံပေးတယ်။သခင်ရှုခွတ်တော်ဖျားကိုယုံကြည်ခြင်းအဖြစ် ။သုံးရမြောက်သောနေ့မှာသေခြင်းကိုအောင်မြင်တဲ့သခင်ရှိခိုးတော်ဖျားကိုယုံကြည်ခြင်းအဖြစ်အပြစ်တရားရဲ့အခါသေခြင်းကိုအောင်မြင်ပြီးတော့တမလွန်မှာသာဝရသူကချမ်းသာကိုဝင်စားမယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။